အားလုံးမင်္ဂလာပါဒီနေ့ကျမ single လေးတွေအတွက်ကိုအာ reading လေးလုပ်ပေးပါမယ်အဲ့ဒါကတော့အာကိုယ့်ရဲ့အနာဂတ်ဖူးဆာရှင်ကိုယ့်ရဲ့အိမ်နောင်ဘက်ကဘယ်လိုလူဖြစ်မလဲဘယ်လိုမျိုးတွေးဆောင်ရမလဲဘယ်လောက်ကြာမှတွေးနိုင်မလဲဆိုပြီးတော့ကျမ reading လေးလုပ်ပေးပါမယ်အနာဂတ်ဖူးဆာရှင်အကြောင်းပေါ့နော်နာဂတ်ဖူးဆာရှင်အကြောင်း ဆိုတော့ကျမတို့ group နှစ်ခုသွား group နဲ့သွားမယ်เนาะအဲဒီအဝါဒီအဝါလေးနဲ့ဒီအမဲပေါ့เนาะနှစ်ခုတည်းကတစ်ခုကိုအစိတ်ထဲရယူထားပြပါပြီးတော့ဒီအနာကက်ကိုယ့်ရဲ့အနာကက်ဖူးဆာရှင်ဘယ်သူလဲဆိုပြီးတော့စိတ်ထဲရနေပြီးတော့တတိချာချာလေးအာယုံပြုတ်ပြီးတော့ရွှေထားပြပါเนาะအဝါလေးနဲ့အမဲလေးနဲ့เนาะအဝါလေးနဲ့အမဲလေးနဲ့ထားပြပါကျွန်မဆက်ပြပါမယ် ိုယ့်ရဲ့အနာဂတ်ဖူးဆာရှင်ကိုတွေးရမယ်ကိုယ့်ရဲ့ future partner ကဘလို့လူလဲသူရဲ့စိတ်စိတ်စိတ်နဲ့စိတ်ထားဘလို့ဖြစ်မလဲသူနဲ့ဘလို့တွေ့ဆုံရမလဲเนาะဆိုတော့အမဲလေးကနေစသွားလိုက်ရအောင် Okay အဲ့ဒီကိုရဲ့လူကိုတွေ့တာနဲ့ဟိုချက်ချင်းကိုဒီလူကငါရဲ့ right person ပဲဒီလူကငါငါအဲ့တွက်ကိုဖြစ်လာရမယ်ဆိုတဲ့ um instinct instinct feeling ွာ feel like gut feeling လို့လည်းပြောရမှာဒီစိတ်ကနေပြီးတော့စိတ်ကနေပြီးတော့အလိုလိုသိတဲ့ခံစားချက်လိုမျိုးပေးနိုင်တဲ့လူတယောက်ပေါ့เนาะအဲ့ဒီလူကအဲ့ဒီလူက နည်းနည်းတော့အရင်တုန်းကဒီဟိုပါ relationship နဲ့ပတ်သက်ပြီးတော့နော်ဖောက်ပြန်ခံရဘူးတာနည်းနည်း trust issue တော့ရှိမဲ့အာအနေထားအခြေအနေမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုဆိုတော့ကိုယ့်ဘက်ကအရန်ကိုယူတာမှုပွင့်လင်းမှုဒီလားဒီဆက်ဆက်ရေးပေါ်မှာအမ်မှန်ကန်မှုသစ္စာရှိမှု ဲ့ဒါတွေကိုတော်တော်များများလေးပေးနိုင်မှာအဆင်ပြေမဲ့ပုံစံမျိုးပေါ့เนาะဒါပေမဲ့လေနှစ်ယောက်စလုံးကစတွေ့တာနဲ့ကိုအာဒီလူကတော့ငါ့ရဲ့ဟိုရီရွယ်တဲ့လူပေါ့ဒီလားစတွေ့ရနိုင်ဒီလူကတော့ငါ့အတွက်ကိုမှန်ကန်တဲ့လူရီရွယ်တဲ့သူဆိုပြီးတော့မျော်လင့်ပြီးတော့ဖြစ်လာမဲ့ပုံစံမျိုးဖြစ်တယ်เนาะအဲ့ဒီလူကကိုယ့်ရဲ့ဘဝအတွက်ကိုတကယ်ကိုကောင်းမွန်တဲ့ အထောက်ပံ့ကောင်းပေးနိုင်တဲ့လူဖြစ်ပါလိမ့်မယ်။မိသားစုပေါ်အရန်ချစ်တယ်เนาะပြီးတော့တိရစ္ဆာန်လေးတွေလည်းချစ်တတ်တဲ့ပုံအာစင်နာတနာစင်နာတတ်တဲ့ပုံပေါ့เนาะစင်နာတတ်တဲ့ပုံစံမျိုးရှိအဲ့လူမှာတော့ trust issue တော့အများကြီးရှိတယ်เนาะ trust issue ရှိတယ်။အာကိုယ့်ဘက်ကအရန်ကိုရိုးသားမှရတယ်ပေါ့เนาะဆိုတော့နှစ်ယောက်ကอืมဒီလိုမျိုး online ကနေတွေ့တဲ့ပုံစံမျိုး လည်းဖြစ်နိုင်တယ်ပြီလား online ကနေပြီးတော့ဟို long distance နဲ့ဟို online ချစ်သူလေးပြီလား online ကနေပြီးတော့ဒီလိုလိုမမြင်ရပဲနဲ့ long distance နဲ့ပေါ့နော် long distance နဲ့တဖက်လူကဟိုနိုင်ငံသားမှတော့လကောင်းကိုကနိုင်ငံသားမှတော့လကောင်းအဲအဲ့လိုမျိုးတွေ့ရတဲ့ပုံစံမျိုးဖြစ်နိုင်တယ်เนาะ ောက်ပြီးတော့လူမျိုးကြားလည်းဖြစ်နိုင်တယ်နော်ဒီလားလူမျိုးကြားလူမျိုးကြားတော့ဘာသာမတူတာတို့သူနဲ့ကိုကြားမှာနည်းနည်းလေးညှိရအာဘယ်လိုပြောရမလဲနည်းနည်းလေးဒီ background ပေါ့နော်ကြီးပြင်းလာတဲ့ background လေးတွေလည်းနည်းနည်းလေးမတူတဲ့ပုံစံမျိုးလေးတွေတွေ့ရမယ်နော်ဆိုတော့ဒါပေမဲ့လည်းပြဿနာမရှိဘူးနှစ်ယောက်စလုံးကတကယ်ကို make it happen ပေါ့နော်တိလာဒီ success ဒီ relationship နဲ့ပတ်သက်ပြီးတော့လုံးဝကိုတကယ်ကိုဟိုဘလောက်ပဲအနေတွေဝေးနေပါစေဘလောက်ပဲအာကွာခြားမှုတွေရှိနေပါစေဘလောက်ပဲအခက်အခဲတွေရှိနေပါစေ we will make it happen but not the relationship အပေါ်မှာအဲ့လိုမျိုးခံစားချက်တွေရှိလာလိမ့်မယ်တဲ့ဒါပေမဲ့တခုပဲရှိရပေါ့နော်အာအဲ့တစ်ဖက်လူအဲ့ ကိုယ့်ရဲ့ဒီအနာဂတ်ဖူးစာရှင်မှာကဒီလို trust issue ကတော့ရှိရဲ့။ तू ကလည်းလေအရန်ကိုပေါ်တစ္ဆာရှိပေးမဲ့လူတယောက်ဖြစ်တယ်နော်။အလုတ်ကိုင်းနေပါရင်လည်းပတ်သက်ပြီးတော့ကျမဘာမြင်လဲဆိုတော့အဲ့ဒီလူကဒီလိုမျိုးအာ technology ဘိုင်းတို့ id ဘိုင်းတို့ဒီလားအဲ့လို consulting ပုံစံမျိုးပေါ့အဲ့အဲ့လိုမျိုး background ကနေလာတဲ့သူဖြစ်မယ် သူနဲ့တွေ့ဆုံမှုကလည်းများသောအားဖြင့်ကအဲ့လိုမျိုးဒီ online ကနေတွေ့တာတို့เนาะအဲ့လိုမျိုးဒါမှမဟုတ်ဒီလိုမျိုးအမှတ်မထင်ခရီးသွားရင်းနဲ့တွေ့တဲ့ပုံစံမျိုးအာဖြစ်နိုင်တယ်အဲ့ဒီလူကကိုယ့်ကိုတွေ့လိုက်တာ ਨੇ ဒီလူကဒီဒီလူကတော့ငါ့အတွက်ကိုဖူးစာရှင်ပဲဖြစ်လို့ဖြစ်နိုင်ဖြစ်မယ်ဆိုတဲ့ဟိုပါပေါ့ပုံစံမျိုးကိုတွေ့ရပါတယ် เนาะနောက်ပြီးတော့အဲ့ဒီလူကအရာရာကိုဟိုပြမြတတ်တတွေးတော်တွေးတော်စင်ကြင်တတ်တဲ့လူကောင်းတယောက်ပေါ့နော်ပြောရမယ်ဆိုလူကောင်းတယောက်ဖြစ်တယ်ကိုကတော့ဘာသူ့ကိုဘာပေးရမယ်ဆိုတော့ချစ်ချင်းတတ်တာရေယုံကြည်မှုတွေเนาะဟိုဂယူဆိုင်မှုတွေအဲ့လိုမျိုးတော့ များများပေးနိုင်မှာအဆင်ပြေမယ်။ဘာလို့လဲဆိုတော့အဲ့ဒီလူက trauma ရှိတယ်เนาะ trauma ရှိတယ်။အရင်တော့အတိတ်နဲ့ပတ်သက်ပြီးတော့ဖောက်ပြန်ခံရဘူးလား။เนาะအသေးအသေးဟိုကွဲခဲ့ဘူးလား။ဆိုးရွားစွာပေါ့။เนาะအဓိကတော့လေသူ့ကိုဖောက်ပြန်တဲ့ဒီစချာကိုဖောက်ပြန်တဲ့ဟိုဟာကိုတွေ့ရတယ်เนาะ။ဖောက်ဖောက်ပြန်ခံရပြီးတော့အသေးကွဲတဲ့ပုံစံပေါ့။ဒါပေမဲ့အဲ့ဒီလူနဲ့ကတကယ်ကို ကောင်းမွန်တည်ငြိမ်အေးချမ်းနဲ့ stable stable uh stable နိုင်ငံလေးပိုင်းမတူလို့ရှိရင်လည်းဒီလိုမျိုးဟို reunion ပေါ့နော် reunion ပုံစံမျိုးနဲ့ပေါင်းစည်းရမယ့်ပုံစံမျိုးကိုတွေ့ရပါတယ်နောက်ဆုံးအဲ့လူနဲ့ကဘယ်ချိန်လောက်မှတွေ့မလဲဆိုတော့ ဘယ်ချိန်လောက်တွေ့မလဲဆိုတော့လေอืมဒီမှာကျမတွေ့ရတာလေဟိုဟာပေါ့အခုကြည့်နေတဲ့လူကဟိုဘယ်လိုပြောရမလဲအခုကြည့်နေတဲ့လူကလည်းအရင်တုန်းကဒီ relationship ပြဿနာတွေအများကြီးရှိခဲ့ဘူးမဲ့ပုံစံမျိုးတွေ့ရတယ်တိလားအာဘယ်လိုအချိန်မှာတွေ့ရမလဲဆိုတော့အခုကြည့်နေတဲ့သူက အရန်ကိုစိတ်တန်ရရပြီးတော့ healing ဖြစ်နေတဲ့ချိန်တိလာကိုယ့်ကိုအေးချမ်းစွာနဲ့ဟိုအရင် past relationship တွေကိုလုံးဝထဟိုလုံးဝထားခဲ့ပြီးတော့တေချာ healing လုပ်နေတဲ့အချိန်မှာအဲ့ဒီလူနဲ့မထင်မှတ်ပဲတွေ့ရမယ့်ပုံစံမျိုးတိလာတော်ပါပြီငါဒီရီစာလည်းမထားတော့ဘူးငါငါငါ AC တယောက်တည်းနေမယ်ငါအပူလေးကိုမခံနိုင်တော့ဘူးတိလာဒီ ဘယ်သူမှလည်းမချစ်ချင်တော့ဘူးပေါ့နော်အဲ့လိုမျိုးအချိန်မှာတွေ့ပါလိမ့်မယ်ဆိုတော့ကိုလုံးဝမမျှော်လင့်ထားတဲ့အချိန်အချိန်တစ်ခုမှတွေ့လိမ့်မယ်နော်ဟွန်းဒါပေမဲ့လေတစ်ခုရှိရတာတဲ့အဲ့လိုမျိုးတွေ့ရတဲ့အချိန်မှာကိုဘက်ကနေပြီးတော့ဘလို့ဖြစ်မလဲဆိုတော့ဒီဆက်ဆက်ရေးတဲ့ဝင်မိုးကိုနည်းနည်းလေးတော့ကြောက်နေလိမ့်မယ်သိလားကြောက်နေလိမ့်မယ်ဆိုတာက ခုနကပြောသလိုမျိုး long distance အခြေအနေလည်းဖြစ်တယ်ပြီးတော့လူမျိုးကွဲဘာသာကွဲအဲ့လိုမျိုးတွေလည်းအာအခြေအနေမျိုးတွေရှိရတဲ့ကြောင့်မို့လို့เนาะအစ် now the pan relationship ထဲဝင်ဖို့ကိုတော်တော်များကြီးစဉ်းစားနေလိမ့်မယ်တဲ့အခုချီးရဲ့လူကเนาะဒါပေမဲ့လည်းအဲ့လူကကောင်းတဲ့လူပါကိုကိုဟို ဘလို့အရာတွေပဲအတားဆီးရရှိနေပါစေခုနကပြောသလိုငါတို့နှစ်ယောက်ဒီဆက်ဆံရေးကိုတကယ်ကိုအောင်မြင်အောင်ရရှိသွားလို့ရအောင်လှုပ်ဆောင်မယ်ဆိုတော့အုံစံမျိုးတွေ့ရတယ်เนาะတကယ်ဖူးစာအစ်စ်ဖူးစာမှန်လို့လည်းတွေ့ရတယ်မထင်မဲ့ဖက်နဲ့တွေ့မဲ့ပုံစံမျိုးကိုတွေ့ရတယ်နောက်ဆုံးပဲချိန်မှာတွေ့မလဲဆိုတော့အရင် recent ပြီးတော့မဖြစ်နိုင်သေးပါဘူးเนาะအနည်းဆုံးတစ်နှစ်ကနေပြီးတော့ သုံးနှစ်အတွင်းတော့ဖြစ်နိုင်ပါတယ်เนาะဘာလို့လဲဆိုတော့အခုလက်ရှိရှိနေတဲ့သူတွေကများသောအဖြစ် trauma တွေရှိမဲ့ past relationship မှာအရင်က toxic နဲ့ညစ်တဲ့အကြာကြီးကိုအာစိတ်စိတ်ထိခိုက်တဲ့ energy မျိုးလည်းကျွန်မတွေ့ရတယ်เนาะဆိုတော့อืมအခုချိန်မှာတော့အဲ့လိုပေါ့ဟိုအဆင်မပြေတာရှိလို့ရှိရင်လည်း ဟိုရာအလုံးကိုလက်လွတ်ပြီးတော့တီလာကိုကိုပဲကိုစိတ်ကိုကူစားနေတဲ့အချိန်ကာလတစ်ခုလိုမြင်နေဆိုတော့စိတ်မပူပါနဲ့အနာဂတ်မှာကောင်းမွန်တဲ့ကူစားပတ်တင်အောင်ပတ်ကောင်းတယောက်ကြည့်ပါလိမ့်မယ်အဲ့လူကလည်းကိုယ့်အတွက်တကယ်ကို right person ဖြစ်ပါတယ်ဆိုတာအအချင်းခုကြလာလို့ရှင်တော့တည်လာပါလိမ့်မယ်နော်ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်အဲကျမတို့နောက် group လေး tòa lại mấy nó nào trực tiếp tòa lại mấy ok cô hiện nay kẹt thu dài sinh ngạo thì đủ ok ừ. Mm. tổng phí the magician okay ခုနလည်းဒါလည်းကြာရနော်တလားအရင်က resonate အရင်ဖြစ်နေတယ် reading နဲ့ဒီနေ့ဆွဲလိုက်တဲ့ဟာတွေကอืมနောက်ပြီးသိကြတာလို့လေအခုအခုကြည့်နေတဲ့သူတွေကလေစမဟိုအမြင်နေနော် relationship တမားတွေမြင်နေလောလောဆယ်မှာ single မမြင်မဲ့ relationship သမားတွေကိုမှအရင်ကိုရှိနေတဲ့ relationship တဲ့မှာမပြောဘူးပေါ့တိလားမပြောဘူးမပြောဘဲနဲ့ကိုရဲ့ဒီတစ်ဖက်လူကကိုရဲ့ partner ကအရင်ကိုစိတ်ဒုက္ခပေးတတ်တဲ့လူတယောက်နဲ့ရှိနေတဲ့အချိန်ကာလကိုတွေ့ရတယ်။ဒါပေမဲ့လည်းလက်လွတ်ဖို့ခံနေရယ်နော်။လက်လွတ်ဖို့ခံနေတယ်။နောက်ပြီးတော့အခုရှိတဲ့သူက တဖက်လူကိုမကောင်းတော့လေယူယူမိုက်မိုက်ကိုချစ်တတ်တဲ့ပုံစံမျိုးကိုကျွန်မတွေ့ရပါတယ်ကဲဆွတ်တည်နိုင်ကြပါလားอืมဟုတ်ပြီအဲ့တော့အနာဂတ်မှာအခုဆွဲလိုက်တတ်တယ်ကကိုရဲ့ဟွာဟို future partner တစ်ခုအခုလက်ရှိမှာအခုလက်ရှိမှာကြုံရတဲ့ ဆက်ဆံရေးတဲ့ကအနာကျင်မှုတွေကိုကျွန်မအများကြီးတွေ့ရပါတယ်เนาะယူကျင်နေဒီလာယူကျင်နေငါငါပဲငါငါပဲဒီ relationship ကိုအဆုံးသတ်ပြီးတော့ပဲငါငါငါတယောက်တည်းပဲနေချင်တော့တယ်ဆိုတဲ့ပုံစံမျိုးနဲ့တွေ့ရတယ်အရန်ကိုမကောင်းကွယ်ဒီလာဒီဒီ group ကလူတွေကလေဟို relationship တမားတွေများမယ် single တွေတိတ်မတွေ့ရပဲနဲ့ okay anyway အနာကပူစားရှင် ောင်းပြောပါပူစာရှင်โอเคအခုချိန်မှာလေတွေ့ဝင်နေတယ်ဆက်ဆံရေးထဲမှာပဲနေရမလား move phone ပဲလုံးလိုက်ရမလားဆိုတေချာဘောက်ကို move phone လုံးတက်ပါတယ်เนาะအဲ့လို move phone လိုက်ရှင်လေကို့အထွက်ကိုအရန်ကိုလှင်းလှင်းမြဲညံဆန်နဲ့ကောင်းမွန်တဲ့အရာတစ်ခုကလေတေချာဘောက်ကိုကို့ဘွားရဲကိုဝင်လာပါတော့မယ်တဲ့ တိလားအခုချိန်မှာပူဆွေးနေမယ်တောကတွေများနေမယ်တိလားနာကျင်ခံရမယ်ဆိုလို့ရှိရင် စိတ်မပူပါဒီ group ကလေဟိုကိုယ့်ရဲ့ပူဇာရှင်ကိုမြန်မြန်ဆန်ဆန်တွေ့နိုင်တဲ့ပုံစံတိလားအသက်စတင်ခြင်းကကိုယ့်အတွက်ကောင်းတဲ့အကောင်းတဲ့အရာတွေကလေကိုယ့်အတွက်ဟိုမှာစောင့်နေတယ်တိလားဆိုတော့အခုချိန်မှာလေကိုကဒီ unhealthy relationship တွေဝင်နေတယ်เนาะ unhealthy cycle တွေဝင်နေရဆိုလို့ရှိရင်အများဆုံးကိုစိတ်ကိုယ်လေးဒုံဒုံချပြီးတော့ဒီလူကငါ့အတွက်မကောင်းဆိုတာသိရမလားလက်လွတ်တက်ဖို့လက်လွတ်နိုင်ဖို့ပဲစူးစမ်းပါတဲ့เนาะအရှိမကို့အတွက်ကောင်းတဲ့အရာတွေညှော်လင့်ခြင်းနေကို့ကိုအာစိတ်ချမ်းသာမှုတွေချက်ချင်းမြတ်တာတွေအပြည့်ဝပေးနိုင်တဲ့သူမကြိုက်ရင်တွေ့လိမ့်မယ်တလားအရန်တော့ very very soon တော့ဒီလားဒီခုကလေကိုယ့်ရဲ့ဖူးဖူးစာဘက်ပေါ့ဒီလားဖူးစာဘက်တွေ့ဖို့အတွက်ကိုအခုချိန်မှာအရန်ကိုဟိုကဖြစ်နေရယ်ဆိုရင်လေ just go with the flow กว่าဒီလားအရန်နာကျင်ရတဲ့အရာတွေကိုစောက်ကြိုင်မထားဘဲနဲ့ just go with the flow လုပ်လိုက်ပါတဲ့နော်ကိုရဖူးစာရှင်ကတကယ်ကိုပဲလက်တကံမှာပဲတွေ့ရဖို့ကိုဖြစ်လာပါလိမ့်မယ်တဲ့ဒါပေမဲ့အခု ကိုကဘဝမှာလွှတ်ချမဲ့အရာတွေကိုမလွှတ်ချတတ်လို့ရှိရင်ကိုဘဝတွေဝင်လာမဲ့ဟာတွေက blockage ဖြစ်စေတယ်။ဒီလားအတားဆီးတွေဖြစ်စေတယ်။အဲ့ဒါကြောင့်မို့လို့တိတိကျကျဟင်းနစ်လို့ပါအခုကြည့်ရသူတိတိကျကျစဉ်းစားပါဆုံးဖြတ်ပါငါဘာလောက်ကမလဲဆိုတာကိုတေချာသိမြင်မှာကို့အတွက်မကောင်းတဲ့အရာကိုစုပ်ကင်ထားလေလေကို့အတွက်ရှိဆက်ရှိအနာဂတ်ကနာကျင်မှုတွေပဲဖြစ်နေပါလိမ့်မယ်တဲ့နော်။နောက်ပြီးတော့အခုကြည့်တဲ့သူကလေ အရန်ကိုချစ်တက်တီးခံပေးဆက်တဲ့သူတယောက်ဆက်ဆက်ရေးမှာဒီလားဒါပေမဲ့အဲ့ဒါလေအေးအေးစိတ်တွေကလည်းကိုယ့်ရဲ့စိတ်ရင်းခံလို့ဖြစ်နေတယ်ကွာဒီလားစိတ်ရင်းခံလို့ဖြစ်နေတဲ့အကြောင်းမလို့ကိုယ်နဲ့ထိုက်တန်တဲ့သူကရောက်လာမှာပဲเนาะမာ wish ဒီ night of cup customer ဒီ terror မှာဆိုလို့ရှိရင်အလိုဆန္ဒတွေ ြေဝချင်းဆိုတော့ချင်းဆိုတဲ့အဓိပ္ပာယ်ကိုရတယ်ဆိုတော့เนาะဒါပေမဲ့တစ်ခုပဲရှိရကိုကအခုဆက်ဆံရမှာလက်လွတ်တက်ဖို့ဒူပါတယ်เนาะတေချာကိုလက်လွတ်တက်ဖို့ဒူပါတယ်ကဲအဲ့တော့ကိုရဲ့ဖူးစာရှင်အကြောင်းကိုနည်းနည်းလေးဆက်စုပါအောင်ကိုရဲ့ဖူးစာရှင်ကကိုရဲ့အတိတ်ကနာကျင်ဘူးတာတွေเนาะနာကျင်ဘူးတဲ့အရာတွေအာစိတ်ထိခိုက်ကြေကွဲမှုအဲ့ဒီဟာတွေအရာအားလုံးကိုသူက အကူစားပေးနိုင်တဲ့လူတယောက်ပေါ့တိလားပြောချင်တာကနေအခု relationship ထဲမှာရှိတဲ့ဒီစိတ်ဓာတ်ရာတွေအားလုံးကိုလေသူကတကယ်ကိုအခုတည်းရောလမ်းပြောက်နေလုံးမယ်နော်အခုကြည့်ရလူကလမ်းပြောက်နေလုံးလမ်းမပြောက်ပါနဲ့ကျမပြောချင်တာကကုနာကပြောသလိုပဲလက်လျက်ရနေလားလက်လွတ်တဲ့အချိန်မှာလက်လွတ်တတ်အောင်ကြိုးစားပါနော်ကို့အတွက်ကောင်းတဲ့အရာတွေရှိပါတယ်အရင်လည်းဖောက်ပြန်ခံရတဲ့ပုံစံကိုကျမတွေ့ရတယ်နော် ဖြစ်လို့တော့လည်းမသိဘူးတော့ဒီခုကအော်โอเค อืมဒီကဆွဲလန့်မှုပေါ့ဒီလားဆွဲလန့်မှုဆွဲလန့်မှုဆိုတာကကောင်းမွန်တဲ့ဆွဲလန့်မှုမဟုတ်နှစ်ယောက်ကလေခု relationship ထဲမှာရှိနေတဲ့သူတွေကအရန်ကို toxic ဆန်တယ်ဒါဒါမဲ့လည်းအရန်လက်လွတ်ဖို့ခက်တယ်ဆိုတော့ကျွန်မသိတယ်အဲ့ဒီလူကတော်တော်မကောင်းတာနော် အခုကြည့်ရတဲ့လူကတော်တော်မကောင်းတဲ့ပုံရှိတယ်ကဲအနာကပူဆာရှင်ကြောင်းကိုတော့အဲ့အနာကပူဆာရှင်ကိုကိုအရန်ကိုอืมဘယ်လိုပြောရမလဲအရာအားလုံးကိုတိခန့်ပေးနိုင်တဲ့လူเนาะသူ့ရဲ့ချက်ချင်းမြတ်တာကကို့အတွက်ကိုအေးမြစီတဲ့လူဖြစ်လိမ့်မယ်သိလားကတင်းနီယာနော်အေးမြစီရဲ့လူချက်ချင်းသူ့ရဲ့အချစ်ကိုကကို့အေးမြတဲ့ခံစားချက်ကွာသိလား အဲ့လိုမျိုးမပူလောင်မဲနဲ့ကို့အတွက်ကို့အရာရာနားလေပေးတတ်တဲ့သူဖြစ်ပါလိမ့်မယ်တဲ့နော်ဆိုတော့ဘယ်တော့လောက်တွေ့ရမလဲဆိုတော့တိလာဒီမှာတဆန်းကျွန်မကပြောလို့ပဲ very soon နော်မကြခင်အချိန်အတွင်းမှာကိုတွေ့ရလိမ့်မယ်နော်နောက်ပြီးအဲ့လူနဲ့အဲ့လူနဲ့လည်းဒီလိုမျိုးအိမ်နာနေပါမြ мян ကြပြီးတော့ဒီခလေးတွေပါတယ်ခလေးတွေပါတယ်လူမြန်မြန်မြန်ဆက်ဆက်ပဲกว่าတိလာဒီဒီ group ကကြတော့ပထမပထမ group လိုမျိုးနည်းနည်းမကြအောင် မြန်လိုက်မယ်နော်တို့လားအရန်ကိုမြန်ဆန်နဲ့သူ့ဘက်ကလည်းတွေ့ရတယ်ရောအရန်ကိုကိုအရန်ချစ်ပြီးတခါတည်းနော်ဟို6လ8လလောက်နဲ့နော်တနှစ်အတွင်းမပြောရမယ်ဆိုတနှစ်အတွင်းကိုမြင်မြင်ချင်းကိုတကယ်ကိုဟိုမြစ်တာတက်ပြီးတော့ကိုအရေးကိုဘဝအတွက်ကိုအရေးအဝါတခေါင်းပေးနိုင်တယ်လူတယောက်နော်လူတယောက်ဖြစ်ပါလိမ့်မယ်အရန်ကို အာ energy ကောင်းတာကိုတွေ့ရတယ်။เนาะဒါပေမဲ့လေဒီနေ့ဖတ်တဲ့ reading မှာအရင်အရှိ group က D group ရောနှစ်ခုလုံးကောင်းတယ်။ဒါပေမဲ့ဒီ group ကကြတော့ခုနပြောသူလက်လွတ်ရမယ့်အရာလေးရှိတယ်။လက်လွတ်တတ်ဖို့ကြိုးစားပါเนาะ။မဟုတ်လို့ရှိရင်ကို့ဘဝမှာကအိုးသဘောတလားเนาะ။ဆိုတော့အခုချိန်မှာကိုကအရန်ကို စိတ်ခံစားချက်တွေပိတ်မိနေတယ်ဆိုရင်ကိုယ့်ကိုဟီးနဲ့လှုပ်ပါကိုယ့်ကိုချစ်ပါကျမအမြဲတမ်းကိုယ့်ကိုချစ်ဖို့ပြောရယ်နော်။ဘာလို့လဲဆိုတော့တကယ်ပဲသီလာလူဆိုရလေကိုယ့်ကိုချစ်တတ်မှလေ။သူများကကိုယ့်ကိုချစ်တတ်။သူများကကိုယ့်ချစ်တာသူများကကိုယ်တန်ဖိုးထားတာနော်။အဲ့ဒါကျမအမြဲတမ်းပြောပါရယ်။ကျမကို personal reading လာပေးတဲ့ညီလေးညီမလေးဆိုနေကျမအမြဲဟိုပါပေါ့။အကိုပဲဖြစ်အမပဲဖြစ်ပေါ့နော်။ကျမအမြဲတမ်းပြောတတ်တယ်သီလာ။ဟိုကို့အတွက်လေမကောင်းတဲ့လူတစ်ယောက်ကို လက်လွတ်တက်ဖို့ကြိုးစားတက်ကမယ်ကျမတို့ဘဝမှာလေမဟုတ်လို့ရှင်ကျမတို့ဘဝတွေကိုဝင်လာမဲ့အရာတွေကအကောင်းတဲ့အရာတွေပေါ့နော်အဲ့ဒါတွေကပိတ်ဆို့မှုအတားစီတန့်ကြမှုတွေဖြစ်စေတယ်နော်အဲ့ဒါကြောင့်မို့လို့အခုအချိန်မှာအကိုကိုကုစားပါနော်ကိုနဲ့မထိုက်တန်တဲ့သူတွေကိုကိုအနာမှမနေခြင်းတဲ့သူတွေကိုနော် လက်တန်ကိုပေါ့နော်သွားခွင့်ပေးလိုက်ပါជីជីယူပဲသွားခွင့်ပေးလိုက်ပါနော်သွားပြီးတော့လည်းပြန်လာလို့ရှိရင်လည်းဟိုပြန်ပြီးတော့လက်ခံဖို့လည်းတိကျစဉ်းစားပါဘာလို့လဲဆိုတော့အထက်ထက်ကိုနာကျင်ရမှာမဟုတ်လို့ပါနော်တချို့လူတွေကကြောင် not worth it กว่าတိလာမတန်ဘူးလေနော်မတန်ဘူးကိုပတ်ကိုပေးဆက်ခဲ့တဲ့အရာတွေအဲ့ဟာတွေကမတန်ဘူးတကယ်တမ်းကြတော့เนาะအဲ့ဒါကြောင့်မလို့ကျမဒီဒီ group ကကြတော့မြင်ရတဲ့ဟိုဟာက အခု relationship တမားရများမယ်ဒါပေမဲ့လည်းအစင်တီးရဲ့ relationship တွေကျွန်မမမြင်ရဘူးเนาะ음